grade 11က before plus vyng ဆိုတဲ့ grammar လေးရှင်းပြခြင်းပါတယ်သင်တန်းလေးတွေစုံစမ်းခြင်းရင် grade 6ကနေ grade 12အထိ video file နဲ့ကိုအားတဲ့ချိန်ကိုကြည့်လို့ရတဲ့အတန်းလေးတွေရှိတယ် cbo လာခဲ့ပြီလာခဲ့ပြီပါနော်ကဲအဲ့တော့ before plus vyng ဆိုရင် နောက်မှဖြစ်တဲ့ဝါကျရှာ before နောက်ကို get တဲ့ပြီးရင် and then နေ and then နေပိုင်းဖြုတ်ဟုတ်ပြီနော်ကဲအဲ့တော့ဒါလေးဖြည့်ကြည့်မယ် i had a cup of coffee အာ coffee တစ်ခွက်တောက်တယ်တဲ့ပြီးတော့ I left for work အလုပ်ကိုသွားတယ်ပေါ့နော် this morning နော်အဲဒီမနက်မှာပေါ့နော်အလုပ်ကိုသွားတယ်အဲ coffee တောက်ပြီးမှအလုပ်သွားတာမဟုတ်ဘူးလားအဲ့တော့ကျွန်တော်တို့ကနောက်မှဖြစ်တဲ့ဟွာကြောက် before နောက်ကန် coffee တောက်တာအရင်အလုပ်စီကိုသွားတာကနောက်မှဖြစ်တာအဲ့တော့ဒီဒုတိယစာကြောင်းကို before နောက်ကန်မယ်မကတ်ခင်မှာ verb ကိုကြည့်လိုက်တော့ left ဟုတ်ပြီနော် left ကရဲ့ va va one ပေါ့နော် l e v l e a v l e a v e l e a v ဟုတ်ပြီနော် l e v l e အဲ့ဒီတော့အဲ့ဒီ va one ကို va အန်ကြီးပေါင်းရမှာပေါ့နော်ဒီကောင်းကို va two ကို va အန်ကြီးသွားပေါင်းလို့မရအောင်အဲ့တော့ before plus va အန်ကြီးဆိုတော့ before before ဒီဒီစာကြောင်းကို before နဲ့ကပ်ရမယ်နော်နောက်မှဖြစ်တဲ့ဝါကြကို before နဲ့ကပ်ရမယ်အဲ့တော့ left ကို va အန်ကြီးပြောင်းတော့ l e a v i n g living leaving for walk this morning ကောမကောမယ်ပြီးတော့မှာ i had a cup of coffee အဲ့ဒါလေးကူးချမယ်အားလုံးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးအကျိုးရှိတယ်ဆိုရင် comment မှာ yes လို့မှတ်ပေးပါဦးနော်